လူမှုဆက်ဆံရေးကောင်းခြင်းဟာဘဝအောင်မြင်မှုရဲ့အရှိကံအုံမြင့်တစ်ခုပါပဲဒီအချက်လေးတွေကို နေ့စဉ်ဘဝမှာလက်တွေ့အသုံးချကြည့်ပါတဖြည်းဖြည်းကိုယ့်ရဲ့လူမှုပြောဆိုဆက်ဆံရေးတွတ်တက်လာတာကိုသတိထားမိလာပါလိမ့်မယ်နံပါတ်1ကျင်နာစိတ်နဲ့နားလည်မှုခြားသူများရဲ့ခံစားချက်ကိုနားလည်ပေးနိုင်ဖို့ကြိုးစားပါသူတို့ရဲ့အမြင်နဲ့အတွေ့အကြုံများကိုလေးစားပါနံပါတ်2ကောင်းမွန်တဲ့နားထောင်မှု သူများပြောတဲ့အခါအာရုံစိုက်ပါကန့်လန့်မဖြတ်ပါနဲ့ကိုဟန်မူရာနဲ့ ကိုနားလေကြောင်ပြသပေးပါနံပါတ်3ယူသားမှုနှင့်ယုံကြည်စိတ်ချမှုအတုမရှိယူသားစွာဆက်ဆံပါဂတိမဖြတ်ဘဲယုံကြည်မှုတိဆောက်ပါနံပါတ်4ကောင်းမြင်စိတ် အပြုသဘောဆောင်တဲ့အတွေးများစကားများနဲ့ဆက်ဆံပါဝေဖန်မှုတဲ့အားပေးမှုကိုပို့ပြီးအလေးထားပါနံပါတ်၅လက်ရောညီထွေရှိမှုတခြားသူများရဲ့လိုအပ်ချက်နဲ့အခြေအနေကိုထည့်သွင်းစဉ်းစားပါအငင်းပွားမှုများကိုဖြေချင်းဖို့အလေအလတ်လမ်းရှာပါနံပါတ်၆ကိုကျင်းစာစိတ်တခြားသူများရဲ့အခက်အခဲကိုမျှဝေခံစားပါကုညီလို့ရရင်ကုညီဖို့စဉ်းစဉ်ပြင်ဆင်ပေးထားပါနံပါတ်9ရှင်းလင်းတဲ့ဆက်ဆံရေး ကိုရည်ရွယ်ချက်ကိုတရားရင်ကျေးစွာဖော်ပြပါကိုဟန်မူယာနဲ့အတန်အနှိမ့်မြင့်ကိုသတိထားပါနံပါတ်၈ကျေးဇူးတင်စိတ်နှင့်အတိမတ်ပြုမှုရှားသူများရဲ့အကူအညီကိုကျေးဇူးတင်စကားပြောပါသူတို့ရဲ့အားထုတ်မှုကိုအတိမတ်ပြုပေးပါ နံပါတ်၉စိတ်ရှိတိခတ်မှုအမများကိုတိခတ်မှာလူတိုင်းမှာအားနည်းချက်ရှိပါတယ်အချိန်ပေးပြီးဆက်ဆံရေးကိုတည်ဆောက်ပါနံပါတ်၃၀ကိုယ်ရည်ကိုယ်သွေးတည်ငြိမ်မှုကိုယ်စိတ်ခံစားချက်ကိုထိန်းချုပ်ပါချားသူများရဲ့စိတ်ခံစားချက်ကိုသိမြင်ပြီးတင့်တော်စွာတုံ့ပြန်ပါနံပါတ်၁၁အပြုံးနဲ့ကြိုဆိုပါရိုးရိုးလေးပြုံးပြပါမင်္ဂလာပါဘလို့နေလဲစတဲ့နှွေထွေးတဲ့နှုတ်ဆက်စကားလေးတွေကဆက်ဆံရေးကိုချက်ချင်းပြောပြောင်းစေပါတယ်နံပါတ်၁၂နောင်မြင့်ဖြင့်ခေါ်ဝေါ်ပါနောင်မြင့်နဲ့တွေ့ပြောတာကသူတို့ကိုအရေးထားခံရတယ်လို့ခံစားရစေပါတယ်န ံပါတ်73ဝေဖန်မှုထက်တိဆောင်းမှုကိုဦးစားပေးပါမင်းဒီလုံမှာအားနည်းတယ်လို့ပြောလိုက်တာထက်ဒီအပိုင်းကိုဒီလိုလုပ်ရင်ပိုကောင်းမယ်ထင်တယ်လို့အကြံပြုပါနံပါတ်74အတူတူရေမောနိုင်ပါစေတင့်တော်တဲ့ဟာတညာကြီးကဆက်ဆံရေးကိုပေါ်ပါစေပြီးရင်းနှီးမှုကိုတိုးစေတယ် ဒါပေမဲ့လှံပြောင်းတယ်လို့လူကိုမထိခိုက်စေပါနဲ့။နံပါတ်၅အချိန်ပေးပါ။ဖုန်းကြည့်နေချိန်ထက်တရရဲ့စကားပြောတဲ့အခါမျက်လုံးညှင်းဆုံပြီးအာယုံဆိုင်ပါ။နံပါတ်၆ကျေးဇူးတင်စကားနဲ့အသေးစားကျေးဇူးတင်မှုများဒီပနက်ကော်ဖီတိုက်တာကျေးဇူးပဲ။မင်းရဲ့အကြံဉာဏ်ကအရန်အသုံးဝင်နေစတဲ့စကားလေးတွေကဆက်ဆံရေးကိုနှွေးထွေးစေတယ်။နံပါတ်၇ အငင်းများတဲ့အခါငါနဲ့စပြောပါမင်းကအမျက်ဒီလိုပဲထက်ငါဒီလိုခံစားရတယ်လို့ပြောတာကစိတ်ခံစားချက်ကိုပုံမွင့်လင်းလင်းဖော်ပြရာရောက်ပြီးတခြားသူကိုမထိခိုက်စေပါဘူးနံပါတ်၈လူတိုင်းရဲ့အကောင်းချင်းမင်္ဂလာကိုမြင်တတ်ပါစေလူတိုင်းမှာအသာချက်ရှိပါတယ်သူတို့ရဲ့အရေးအသွေးကောင်းတွေကို မှတ်ချက်ပေးပါနံပါတ်၁၉ဖွဲ့စည်းတွင် ပါဝင်ပါအစည်းအဝေးတွေအခမ်းအနားတွေမှာလူသစ်တွေကိုမိတ်ဆက်ပေးတာစကားပြောဖို့အခွင့်အရေးပေးတာမျိုးကိုလုပ်ပါအဆုံးသတ်အနေနဲ့ပေါင်းတဲ့ဆက်ဆံရေးဆိုတာအပေးယူပါကိုကြိုးစား ာမှုနဲ့အတူအချိန်ကြာလာတာနဲ့မျှဆက်ဆံရေးတွေကိုပုံမနှချိုင်းလာပါလိမ့်မယ်လူမှုပေါင်းသင်းဆက်ဆံရေးဟာနေပင်တည်တည်မှာရေးကြီးတဲ့အခန်းကဏ္ဍကအဓိကပါဝင်ပါတယ်